ဇာကတော့ငရှိနဲ့ဘီယာပလင်းခွန်ကိုတွန်းနှပြရွှေကေဟေးဆက်ရောချက်ထားတဲ့ဟင်မှာဒီမျိုးသမီးကလက်ဆက်တဲ့ငရှိတွေကိုအရင်ဖမ်းလာပြီးတော့ခေါင်းကိုက်မှာဆိုလို့ဆိုပြီးရေခဲကပ်ပေးလိုက်ပါတယ်ဒီလိုမျိုးလှုပ်ရနေတဲ့ငရှိတွေကအကျော်လေးအသေးရစရာကောင်းပေမဲ့သူရဲ့ပြောင်းနေရှင်တော့စာမဖွဲလောက်ပါဘူးငရှိတွေကိုဆင်အောင်ဆေးပြီးတဲ့နောက်မှာဒေအိုကြီးတွေကိုဘီယာပလင်းခွန်တွေထိချက်ပါတော့တယ်အပေါ်ကနေစပယ်လင်နဲ့ဂျင်းတွေရောမွေပြီးရေလောင်းကရောင်မနေတော့မှွေနေပါသေးတယ် ထာကောင်ကနည်းနည်းလေးတော့ထူးဆန်းနေတယ်ဆိုပေမဲ့ဗီဒီယိုကိုဆုံးအောင်ကြည့်လိုက်ရင်တော့အဖြစ်တစ်ခုရရှိမှာပါ။ဆေးကြောထားတဲ့ငရှင်တွေတဲ့ကိုငံပြရင် စားတကြခရုစီနဲ့ချင်းချက်တော်မိတ်တို့လိုမျိုးအမွေးဆိုင်တွေအလုံးရောတဲ့ကောင်းမွေးလိုက်ပြီးရင်စောစောကဘီယာပလင်းတစ်ခုစီကို ထိတ်ဖြတ်ကငရှင်တကောင်နဲ့အစာပလာလေးတွေထည့်ပြီးစက်ဥနဲ့ရေလေးနည်းနည်းယောကပပွက်ဆူလာတဲ့အထိတံပြာမီပုံပေါ်မှာတည်ထားပြလိုက်ရပါမယ်။နောက်ဆုံးမှာတော့အရသာရှိရှိနဲ့တမင်းစားမိန်စီမယ်။ ဟင်းလေးတစ်ခုကိုရရှိသွားပါပြီ။ဒီဟင်းကိုပရိသတ်တို့ကဘယ်လိုနာမည်ပေးခြင်းလဲဆိုတာကိုကိုမမပြောပြပေးခဲ့နော်။